အားလုံးပဲမင်္ဂလာပါနော်။စာရေးဆရာမကြီးလူရုတော်မှာဘာသာပြန်ရေးသားထားတဲ့နိုင်ငံတကာဝတ္ထုတို့များအစောက်ထဲမှာရုရှားဝတ္ထုလေးတစ်ပုဒ်ဖြစ်တဲ့ဝတ္တရားဆိုတဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြပေးမယ်နော်။ဝတ္တရားအဲ့ဒီညနေမှဖြစ်ကျမဆရာနည်းနည်းမှမတုံ့တော့ဘူး။စိတ်မကောင်းဖြစ်နေတယ်။လို့ဝင်မယ်လေစိတ်မကောင်းဖြစ်တာကဒီလောကကြီးနဲ့အပီးပိုင်ခွဲခွာရတော့မှာပဲဆိုတာကိုသိလို့စိတ်မကောင်းတာမဟုတ်ဘူး။ ကျမလုံးမဲ့အလုံးရဲ့အဆုံးစွန်အချိုးကို ကြိုတင် တွေးထားပြီးသားဟာကိုကျမရဲ့တသက်တာစီးစိမ်တွေရင်မှုနေဖို့မဟုတ်ဘူးတခုပြီးတခုပြုလို့အပ်တဲ့ဝတရားတွေအခွင့်အရေးတွေကိုဒါပြီးဆုံးအောင် လုပ်ပြီးသွားတဲ့တနေ့တေဖို့ပဲလို့တွက်ပြီးသားပဲနှုတ်ဝိမဲ့အဲ့ဒီနေ့အဲ့ဒီအချိန်တုန်းကတော့ လက်ဖြန်ခါဆိုရင်ဆိုတဲ့အတွင်းနဲ့ပလိတ်တွေခွေးတေကောင်လဒါဆွဲတယ်လို့ဆွဲမဲ့အရေးဟာအတော်ရင်လေးစရာကောင်းနေတယ်။ကျမလုံးမဲ့အလုပ်ရဲ့အစီအစဉ်တိုင်းကတော့ဖြစ်မအောင်မြင်စရာမချုံးမိုးစရာဖြစ်စရာဘာမှမရှိဘူး။မရှိပေမဲ့လည်းအလကားနေရင်လေးနေတယ်။ဟိုရင်စီစဉ်တော့ကဒီအချိန်ဒီအခါကျမစရာဒီလိုနေလိမ့်မယ်ရဲလို့မထင်မိဘူး။ ရင်လေးနေတယ်ဆိုတာကလည်းကြောက်လို့စိတ်ပြက်လို့လေးတဲ့အလေးမဟုတ်ဘူးရှင်။အင်မတန်မောပန်းနွဲ့နေပြီးအိရာတဲ့ပြက်လဲအိလိုက်ချင်းတလူလူခေါင်းရှုံနေတလူလူလေးတဲ့အလေးပဲ။သူ့ဝင်မဲ့အိတ်ချင်တယ်လို့ထင်တဲ့ချိန်မှာပဲကျမလုံရမယ့်အလုပ်ကို ပြန်ပြီးတတိယလာတယ်။နောက်တနေ့မနေ့ရောက်လာတော့ဖြစ်အဝေးအစားအသစ်လဲပြီးခက်စောစောပဲပလိမ်မင်းကြီးုံကိုရှောက်လာခဲ့တယ်။ ရုံအတွင်းမှာတော့ရှောက်လာဆက်ကူကလေးတွေကိုစည်းနဲ့လူလေးငါဆယောက်ကိုတွေ့ရတယ်ဒီလူတွေအထဲမှာစင်စင်ရဲရဲနေရပုံရတဲ့မိမကြီးတယောက်ကလည်းမို့ပြီးနေနေတဲ့မျက်စိနဲ့သူရှောက်လာကလေးကိုလာပြပြီးမိန်းကလေးရဲ့ဒီလိုရေးတာမှန်းရဲ့လားလို့အကူကြီးတောင်းလာတာနဲ့ဖက်ကြည့်ပြီးတော့အနားကဆယ်ရဲတယောက်ကိုနည်းနည်းပြင်ပေးဖို့ပြောလိုက်ရတယ် စကားပြောလိုက်တော့တုံနေမယ်လို့ထင်တဲ့အတန်လုံးလုံးမတုံဘူးရှင်။ဒီလိုအိမ်တွေမပြတ်တောင်တွေ့ရတော့ကျမကိုကျမအတော်သဘောကျပြီးဝမ်းသာသွားတာပေါ့။မနေ့ညနေက စိတ်မျိုးနဲ့တဆက်မှမရှိတော့။ခေါင်းဟာကြည်ပြီးအားရကျင်းနေလို့ပဲ။ဒါမှမငါ့အတွက်ကိန်းတိုင်းလာမကြိုက်ပါမလား။မှန်းချီရောက်ပါမလားနဲ့တော့နည်းနည်းစိုးရင်မိတဲ့ပေါ့ရှင်။ပလိန်မင်းကြီးလည်းဒီအတွက်မကြခင်ဝင်လာပါရော။ ကျမနဲ့တက်လျက်ရက်နေတဲ့မိမကြီးကိုမင်းမင်းဘာမှူလဲလို့မေးတယ်။တခါတဲ့၆လုံးပြုတ်ကိုတင်းတင်းဆုပ်ထားပြီးခလုတ်ကိုဆွဲလိုက်တယ်။ဘာတမ်းမှမကြားရအောင်။ကျမရင်တွေလဲအခုံရက်ပြီးသွေးအောင်မလျှောက်ဘူးထင်မိတယ်။နောက်တစ်ကြိမ်ထပ်ဆွဲလိုက်တယ်။ဒိုင်းလိုမိတဲ့အော်တန်တွေကိုကြက်ရတာပါပဲ။ဒီနောက်တော့ကျမကိုဝိုင်းပြီးဆွဲလာရင်လာလောက်ကြတာပေါ့လေ။ အဲ့ဒီအဖြစ်မျိုးကတော့စကြံစီကလေးကဒီလိုဒီလိုဖြစ်ရမယ်ဆိုတာကိုအပြန်ပြန်တွက်ပြီးသားမှမထူးဆန်းတော့ပါဘူးစိတ်ကူးနဲ့ထတ်တူထက်မြတ်မဖြစ်တဲ့အချက်ကတော့ခြောက်လုံးဖူးကကြည်စံထွက်ထွက်ချင်းအဖမ်းခံရလိမ့်မယ်ထင်တာချက်ချင်းမဟုတ်ပဲစက်တည်သေးပြီးစိုင်းကြည့်နေကြတဲ့အချက်တစ်ချက်ပါပဲစိုင်းကြည့်တယ်ဆိုတာကလည်းကျမစိတ်ထင်မှုသာကြာတာထင်ပါရဲ့ အမှန်စင်စစ်ကတော့စက္ကန့်အနည်းငယ်ကလေးနေမှာပါကျမကိုရိုင်းကတော့တနက်ကိုကျမ်းပေါ်ပြစ်ချပြီးခြေဆုံးရက်နေလိုက်တာပါပဲအနားမှာရှိတဲ့လူတွေအားလုံးဟာရုံရုံရဲရဲဖြစ်သွားပြီးခြေဦးတရာထွက်ပြေးကြရောပလိတ်တွေကတော့ဝိုင်းလာပြီးကျမကိုဖမ်းချုပ်ကြတာပေါ့လေတနက်ကကျမ်းပေါ်ပြစ်လိုက်တယ်ဟိုမဲဟိုမဲပေးပေးဒီကိုဆိုရဲအတန်တွေကလည်းစူးနေတာပဲ။ ကျမရှစ်တဲ့မှာလူတယောက်လာရက်တဲ့ပြီသူပစက်ကတစုံတစ်ခုပြောလိုက်တယ်ပြောတာကလည်းပြပီတတမဟုတ်ဘူးဝူဝဝနဲ့အော်တန်လိုပါပဲနောက်ပြီးကျမမျက်စိကိုနောက်ကနေပြီးလက်ကြီးနှစ်ဖက်ကဆွဲဖြဲပြစ်မလို့အုပ်လိုက်တော့ကျမလည်းအားရှိသမျှနဲ့ဒီလက်တူဆွဲချလိုက်တော့မျက်လုံးမအုပ်မိပဲပါပေါ်ရောက်သွားတယ် ဝိုင်းပြီးရိုက်ကြနှက်ကြလုတာကတော့မဖြစ်ခင်ကျမစိတ်ကူးကြည့်တဲ့အတိုင်းနဲ့တသွေးမသိမ့်ဖြစ်တာပါပဲမတူတာတစ်ချက်ကအဲ့ဒီမျက်စိကုတ်ဆွဲကုတ်ဖျင်းမယ်လုတာတော့လုံးလိုက်မယ်မထင်မိပြပါဘူးကျမ်းပေါ်အလျားထိုးသွားတော့မှပဲအရိုက်နှက်ကရက်တော်တယ်ထူးဆန်းတာတစ်ခုဟာရှိသေးတယ်လေမူးတီမိုးပေါက်လို့ဝိုင်းရိုက်ကြတော့နာမမသိတော့ တနေလုံးနေပြီးညအချုပ်ခန်းထဲကြတော့မှပဲနေကင်းကဒံတွေကနာတော့တယ်အထက်ပါအကြောင်းဒီကာယကံရှင်ကိုရန်ဖြစ်တော့အသက်26နှစ်သာရှိသေးသည့်ရုရှားအရာရှိတအူတမီဖြစ်တော့မင်းကလေးတဝီပြောပြချက်ဖြစ်သည်ပလိမင်းကြီးကိုတေချောင်းကြံတော့အမှုတီဖောင်းဝေမဖြစ်သဖြင့်ရုံးတင်၍စစ်ဆေးကြရာ တရခံကအစ်စ်ခံဒီမှာနိုင်ငံရဲ့အကျဉ်းသမားတယောက်ကိုရဲရဲဆက်ဆက်ကျွဲလွန်နှွားလို့အချက်ပေါင်းများစွာရိုက်နေတာကို တိုင်းပြည်ကအေးအေးယူရမယ်လို့ကျမစိတ်ထဲထင်တာနဲ့ဘလို့ဖြစ်ကြမလဲလို့စောင့်ကြည့်နေတာဥပိ္ပခါထားတာသာတွေ့ရတော့ဒီလိုသားနေပလိန်မင်းကြီးဟာသူ့အပြုတ်မှုကိုကျင့်နေတဲ့အားပြည့်တဲ့ထင်လိမ့်မယ်ဒါလောက်မယိုင်းတာကိုတော့တနည်းနည်းနဲ့ဆုံးမပေးဥမှပဲ။ တိုင်းပြည်ကကြည်ကောင်းလို့ကြည်နေတယ်ထင်တော့မယ်ဆိုပြီးလူတွေကဒီအပြုတ်မှုမျိုးကိုကန့်ကတ်တဲ့နယ်ဆိုတဲ့လူတို့ဝတရားနားလဲအောင်ပြဖို့ဖြစ် ကျမတာဝန်ပေးရလို့မလွဲတာမရှောင်တာတဲ့အတွက်ပလိမင်းကြီးတေအောင်တနက်နဲ့ပြစ်တတ်တာပါပဲကံကောင်းထောက်မှလို့မမှန်တာပေါ့အစ်စ်ခန့်လည်သည်တရားရုံးတော်ကတရားခံကလေးကလုံးဝလှုပ်ရင်ပြစ်လိုက်တော့ကအစိုးရသည်အာအသိရင်နေရ၏ ကြီးပွားရေးမဂဇင်းအတွဲ9အမှတ်9မေ1939ထိုင်ဝတ္ထုတို့တပုတ်ဖြစ်တဲ့အောင်ဆိုတဲ့ဝတ္ထုလေးတပုတ်ကိုဆက်ပြီးဖတ်ပြပေးမယ်နော်။အောင်တယောက်ကနေ့မနေ့အိယာကပိုးပြီးစောစောထရပါတယ်။သူ့မိကကနေ့သူ့ဈေးမလိုက်နိုင်ဘူး။တမီးတယောက်တည်းဈေးအောင်တွားကြည့်တော့ဆူထားလို့ပါ။သူ့မိကနေမကောင်းရှာဘူးဖြားနေတယ်။ ဒါမဲ့သူ့သမီးကလေးဟင်းသီးရဲ့တောင်ကြီးနှစ်တောင်ထန်ဖို့ရှို့ထမ်းပြီးကားကိတ်ကိုဈေးမီသွားမှသွားနိုင်ရလားဆိုလားတော့ထားကြည့်သေးတယ်။အောင်ကတော့ဂုတ်ပေါ်ဝဲနေတဲ့သပင်ကလေးဂုတ်ပေါ်မှာပဲကြ བྱ ကြရစူးစီးပြီးမနက်ခင်းကအေးသေးရာမို့ဘလောက်ထူကိုကောက်ဝစ်လိုက်တယ်။ဈေးသွားမဲ့ကားကိတ်ကသူ့အတော်ပန်ရဲ့အိမ်ရှိတယ်မှာသူတို့အိမ်နဲ့မဝေးလာပါဘူး။အောင်ထွက်လာခဲ့တော့ မိုးမလင်းတဲ့လို့အမောင်ထူကကြီးဆိုးစေပဲ။ ။နှုတ်ဝိမဲ့သူတို့လိုဈေးတွေအဖို့တော့မစောတော့ပါဘူး။မနှက်ဈေးဆိုတော့နောက်ကျမှတော့နည်းနည်းစိုးရိမ်နေရပြီ။ကားပေါ်ရောက်တော့အောင့်ရဲ့တောင်းနှလုံးကို တခြားတောင်းနေတဲ့သူကားမိုးပေါ်တင်ပေးရတယ်။သူ့လိုဈေးတွေနှစ်ယောက်နောက်ထပ်တအုံးမှကိုကိုင်းနဲ့ခြံစုံတို့ဈေးတွေမှာနှစ်ယောက်ကမိရင်ကလေးလက်ဆွဲပြီးကားရှိရကိုအပြေးတစ်ပိုင်းလာနေကြပြီလေ။ အောင်ကတော့ကားပေါ်ထိုင်မိတဲ့အခါအမောင်ထဲမှာတယောက်တည်းပြုံးလန့်မိနေ။ဒါနဲ့အိမ်ကပါလာတဲ့ကုံသေးသားအကုံရောင်းရမယ်ဆိုရင် သူ့ဘက်80လောက်ရမှာ။ရရင်အမေဖို့လဲဆေးဝယ်နိုင်မယ်။သူ့မောင်ကလေးပက်ဖို့လဲရောဘာဖနက်တင်ဝယ်နိုင်မယ်။အဲ့ဒီပြင်ပဆန်ပိုသိရင်တနခါဘူးကလေးတဘူး။သူ့ဖို့ဝယ်ခဲ့ပြရစီလို့သူ့မျိုးပြောခဲ့ပြီးသားလေ။သူ့မကလည်းဝက်ချင်နေမပြတ်တန်ပေါက်နေလို့လေ။ ီးတော့ပက်ဆန်ပူသေးရင်ဆိုင်တစ်ဆိုင်ထဲမှာဆွဲထားတဲ့ဘလောက်အင်ကြီးပုပွားပပလေးတစ်ထည်ကိုလည်းလိုချင်နေသေးတယ်။နှုတ်မယ်အဲ့ဒီအင်ကြီးဝယ်နယ်လောက်အောင်ပက်ဆန်ကပူဝမလားမသိဘူး။ဒါကြောင့်အမေမသိအောင်သူတိတ်တိတ်ကလေးစုထားတဲ့ဘန်90ကိုခနေ့ထည့်ယူခဲ့တယ်။အင်းဒါနဲ့ဆိုရင်တော့ဝယ်နိုင်လောက်စရာရှိပါတယ်။အောင်းညီမေရောအမေနေမကောင်းလို့တော်တော်ခနေ့ကျမတယောက်ထည့်ရင် အောင်မချောကဒါကြောင့်စောရောက်နေတာကိုလို့ကွေးကလှမ်းပြောလိုက်တယ်။ကောင်းမှလူစိန်ရောက်ပါပြီ။အောင်ရဲ့အတော်ကကားဆီယာကြီးဘေးရှေ့ခုံမှာထိုင်ပါတယ်။ကောင်းမောင်းသူဒရိုင်ဘာကြီးကအတော်ရဲ့ယောက်ျားကို အောင်တို့ကဇင်းမယ်မြို့ရဲ့မြောက်ဖက်စံပါတောင်ရွာမှာနေပါတယ်။ဇင်းမယ်မြို့ဝင်မြို့တကားနာမှာမနက်ဈေးကလေးတစ်စီးရှိပါတယ်။ အဲ့ဒီဈေးကိုအောင်ကအမေနဲ့မကြမကြလိုက်ပြီးဈေးရောက်နေကြ။ဒါကြောင့်အောင်ကဂနေ့မနဲ့ဈေးရောက်ကောင်းလို့ဆိုင်စောစောတိတ်ရရင် တောင်းတွေကိုတယောက်ယောက်စီအပ်ခဲ့ပြီးဈေးကြီးမှဘလောက်အင်းကြီးရှာဝဲမလို့စိတ်ကူးနေပါတယ်။ကိုင်းနဲ့ခြံစုံတို့ကတော့ကားပေါ်မှာအိတ်ကြပါပြီ။ရွာကနေဇင်းမယ်ထိကီလိုမီတာ20ဝေးတာဆိုတော့လေမနဲ့အစောကြီး၄နိုင်ကထလာကြရတဲ့သူတွေဖို့ ကားပေါ်မှာတရေတော်မှိမ့်ငိုက်လို့ရသေးတာကိုအောင်ရဲ့အတော်ကတော့သူ့ယောက်ျားနဲ့စကားပြောလိုက်လာတယ်။ကားကလမ်းရှင်းချိန်မှခက်မြက်မြန်မောင်းနေလေတော့သူတို့လင်မယားကဘာတွေပြောလာကြတယ်ဆိုတာကိုတတဲကွက်ကွက်မကြားရလို့မသိဘူး။နှုတ်ဝိမဲ့အောင်ကကိုင်းနဲ့ခြံစုံတို့လိုမအိတ်ချင်ပဲဖြစ်နေပြီ။ဈေးမှာကနေ့ဈေးရောက်လို့ကောင်းမလားမကောင်းဘူးလားတကယ်လို့ဈေးရောက်မကောင်းရင် သူလိုချင်တဲ့ဘလောက်ကလေးဝယ်နိုင်မှာမဟုတ်ဘူး။ ဒီတပတ်မဝဲနိုင်သူအနည်းဆုံးတပတ်တော့စောင့်ရလေဦးမယ်သူတို့ခြံကကိုင်းနဲ့ခြံစုံတို့ခြံလို့နေတိုင်းရောင်းစရာမထွက်ဘူးအောင်ကကားပြင်ကိုလှမ်းကြည့်လိုက်တယ်မလင်းသေးဘူးသူတို့ကားထွက်ခန်းဒီမှာကားစရာဥလိကြီးကလေးနိုင် ခွဲကနေပြီလို့ပြောလိုက်တယ်သူကြားမိရဲ့ခဏနေတော့ရှေ့မှာအာယုံတက်ပြီးလင်းအောင် ပေါ်လာပါပြီ။ ဒါကြောင့်ကွေးနဲ့ခြံစုံတို့ကိုလက်နဲ့ဆမ်းပြီးထကြရလို့အောင်ကနှိုးပါတယ်။ကွေးကမျက်လုံးဖွင့်ကြည့်ပြီးပါဇက်ကိုလက်နဲ့အုပ်ရင်တစ်ချက်တန်းလိုက်တယ်လေ။ဦးလေးကြီးလဲဈေးတွင်းကကားရရတဲ့နေရာတနေရာမှာကားကိုထိုးရက်ပြီးတယ်။ဈေးကိုရောက်ပြီးဆိုရင်မဲဈေးတွေကထွက်နေကြအတန်လေးတွေထွက်နေပါပြီ။ဈေးတွေချကြခင်းကြဝဲကြရောင်းကြတန်တွေ။ မနဲ့ဈေးဆိုတာဘယ်ဈေးဖြစ်ဖြစ်အနည်းချုပ်ဆက်တွေကသာလာပြီးရောင်းချဝယ်ချသူရင်းနဲ့အစောကြီးစီကားစင်မြင်အထူးသဖြင့်ဒီဈေးကဈင်းမဲ့မြို့တကားဝဈေးမို့ပိုစီပါတယ်อืมခနေ့တော့အောင်းတို့ကံအကောင်းဆုံးနေ့ဖြစ်မယ်ထင်ပါတယ်။သူဟင်းတီဟင်းရတောင်နှစ်တောင်အောက်ကိုချလိုက်တာနဲ့တပြိုင်နဲ့ဈေးဝယ်မဲ့လူကတောင်းရှေရောက်လာပါပြီ။ညီကဒေါ်ပန်ရဲ့တမိလား။ဟုတ်ပါတယ်။ အမင်းနေမကောင်းလို့ခနေ့လိုက်မလာပဲကျမကြီးလမ်းရောင်းလိုက်ရတာပါလို့အောင်ကဖြစ်ဖြစ်လက်လက်ဖြေလိုက်တယ်။အတော်ရဲ့ကိုယ့်ရဲ့ခြံစုံရင်းလဲသူတို့ခင်းနေကြနေရာတွေမှာသူတို့ပါလာတဲ့ရောင်းကုန်လေးတွေကိုခင်းနေကြပါပြီ။အောင်ကတော့တောင်းပေါ်ဖုံးထားတဲ့အဝတ်ကိုဖယ်ပြီးသူ့တောင်းထဲကလက်လက်ဆက်ဆက်အသီးရွက်တွေကိုဈေးဝယ်မြောင်ပြနေပါတယ်။ ကျမရဲ့မုံညင်းတွေမုံလာတွေတိတ်လက်ပါတယ်ပြောင်မှုကလေးများလည်းကလည်းညကမှချိုးလာတာတိတ်ကိုလက်ပါတယ်ချိုမှာပါလို့အောင်ကဈေးဝယ်ကိုယူတတိပဲပြောပြနေတယ်အောင်ဆိုင်ရှိကိုဖောက်တယ်ယူခြင်းနဲ့တခြားဈေးဝယ်နှစ်ယောက်သုံးယောက်ကနေဖြစ်လာတော့ပထမရောက်နေတဲ့အမျိုးသမီးကဒါရီအလုံးကျမဝယ်ပြီးပြီလို့ဥဝီပြောလိုက်ပါတယ် အောင်ကဝမ်းတာလိုက်တာမပြောနဲ့တော့သူ့မှာ7မိနစ်တောင်မကြာဘူးပါသည်။အကုန်ရောင်းပြီဖြစ်သွားတယ်လေ။ခဏိအလွန်ကန်ကောင်းတဲ့နေ့ပေါ့။အိမ်ရောက်ရင် तू ဘလောက်တောင်ကန်ကောင်းတယ်ဆိုတာအမေကိုပြောပြအောင်မယ်။ရောင်းလို့ရတဲ့ရောင်းချေပက်ဆံကို ဖြည်းဖြည်းချင်းတည်တည်ရှာရှည်တယ်။ပြီးတော့သူ့အိတ်ကလေးတွေထည့်တယ်။ထည့်ပြီးတော့ထမိန်ကြားတည်တည်ရှာရှာလိုက်ပြီးခါမှညှတ်ထားလိုက်ပါတယ်။သူ့ဆိုင်နေချင်းခြံစုံဘက်ကိုလှမ်းကြည့်လိုက်တော့ ခြံစုံရဲ့ငရုတ်တီးစဲပုံကမလျော့လာသည်ခြံစုံရဲ့ညီဈေးတဲ့ငါနဲ့ဈေးကြီးကိုခဏလိုက်ခဲ့ပါနော်လို့အောင်ကလှမ်းပြောလိုက်တဲ့အခါခြံစုံကငရုတ်တီးနဲ့မုံလာထုပ်ပုံကိုမဲ့ပြီးမျက်စပြစ်ပြနေရင်လေအောင်လည်းခြံစုံကိုဆောင်ရင်ဈေးတဲ့ကိုတပတ်လျှောက်ကြည့်လိုက်တယ်ပြီးတော့ခြံစုံစီကိုပြန်လာတော့ခြံစုံရဲ့ကုံကဘယ်ဟာမှတိတ်မရောက်ရလာသေးဘူး ညီကနေတိတ်ဈေးရောမကောင်းထင်တယ်နော်။ဘာလို့ပါလိအေးလို့အောင်ကပြောလိုက်မိတယ်။ချန်ဆုံကတငယ်ချင်းရဲ့ညီပါသားညီပဲတွားလိုက်ပါတော့တဲ့။အောင်ကတရုတ်ဆိုင်ထဲကနိုင်ယိုချိလိုက်တော့ငားနိုင်ထိုးနေပြီ။ဒါကြောင့်ဈေးပေါက်ထွက်ခဲ့ပြီးမြင်းလဲတစ်စီကိုလှမ်းခေါ်လိုက်ပါတယ်။အောင်ကသူ့အတွက်စိတ်ချရအောင်လို့အဖိုးကြီးတယောက်မောင်းနဲ့မြင်းလဲကိုတမင်ရွေးပြီးခေါ်ပါတယ်။ မြင်းလဲပေါ်ရောက်တော့သူ့လက်ထဲဘန်းငွေတရာကျော်ကင်လာနိုင်တာကိုတွေးပြီးပြုံးနေမိရဲ့လေလမ်းလေးကွာကိုရောက်တော့မိကနေနေတယ်ဒါကြောင့်မြင်းလဲရထားတော့ပလိတ်တယောက်သူ့မြင်းလဲစီကိုလာလာမြင်းတော့အောင်ကလန်သွားတယ်အဲ့ဒီလူကအောင်ကိုဆူဆူရဲကြီးကြည့်ပြီးဟဲ့ကောင်းမလေးနင့်ကိုကြည့်ရတာငါမတင်ငါဘူးတဲ့ အောင်အသက်16နှစ်ရှိပါပြီဒီလိုတခါမှမကြောက်ဘူးဒီလူကိုဘာပြန်ပြောရမလဲမသိဘူးမှတ်ပုံတင်ပါရဲ့လားပြစမ်းတဲ့ဟာမပါခဲ့ဘူးရှင်အိမ်မေးချံရိတ်ခဲ့တယ်ရှင်အေးဓာဖြစ်စင့်ငယ်ငါမင်းကိုတန်တက်ရမယ်တဲ့ဒီလူကဒီလိုပြောလိုက်တော့အောင်ကကြောက်လိုက်တာဘာလို့ရမလဲမသိဘူးအော်တာငိုလိုက်ချင်တာပဲဟဲ့ကောင်းမလေးလာကဲ မြင်းလဲဆရာသွားတော့မီးလဲစိမ့်သွားပြီတဲ့အောင်ကမြင်းလဲပေါ်ကဆင်းရတယ်မြင်းလဲတမအဖိုးကြီးကအောင်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးမြင်းလဲကိုစံမောင်းသွားပါတယ်မိုးကစင်စင်မလင်းသေးပါဘူးဒါကြောင့်လမ်းပေါ်မှာကားသွားလာကနေပါသေးတယ်အောင်ကတော့လမ်းလေးကွာမှရှိတဲ့လမ်းပြပလက်ယုံကလေးစီကိုတွားရပါတယ်သူ့ခြေောက်တွေကမခိုင်ပါဘူးကြောက်လို့တုံးပြီးညှို့ချင်နေတယ် အရှင်နှန်းကလည်းရတယ်လေပလိယုံကလေးကအနောက်မှာအကာကလေးနဲ့အခန်းငငယ်လေးရှိပါသေးတယ်အခန်းလေးထဲမှာအိတ်စင်ကလေးနဲ့အိယာကလေးနဲ့ကြီးတွေနဲ့ခေါင်းမဲကလေးတလုံးနဲ့တွေ့ရတယ်အဲ့ဒီလူကမင်းနာမည်ဘလို့ခေါ်တလဲအောင်လို့ခေါ်ပါရဲ့ရှင်မင်းမှတ်ဖို့နေမပါတဲ့အတွက်ဒဏ်တက်ရမယ်လို့ပြောပြီးဘလို့မျက်လုံးကြီးမဲ့မသိတဲ့မျက်လုံးကြီးနဲ့အောက်ကိုကြည့်နေပါတယ် ဓာန်တက်ရင်ဘလောက်ပေးရမှာလဲလို့အောက်ပစက်ကအလိုလိုထွက်သွားပါတယ်။အောင်ကတောသူကလေးမဟုတ်လား။မြို့ထုံးစံမြို့တလေအကျင့်တွေကိုနားမလည်ဘူးလေ။အောင်ကသူ့အိတ်ထဲကပစံကလေးတွေကိုပြန်စင်းစားနေတယ်။ဆေးဝယ်ဖို့ဖနှက်ဝယ်ဖို့ဘလောက်အင်ကြီးလက်လာကလေးဝယ်ဖို့ဟင်းဒီလူကဘလောက်များတောင်းမှာပါလဲ။အဲ့ဒီတုံးမှာပဲအောင့်ကိုနောက်ကနေပြီးအခန်းကလေးတွေကိုတွန်းပြီးသွင်းလိုက်တော့ အောင်ကသူ့ကိုယ်သူကကွယ်မှုမှမယုံကြင်ရသေးဘူးအလွန်တန်မာတဲ့လက်မောင်းကြီးနှစ်ဖက်က သူ့ကိုအတင်းဖက်ထားတာခံလိုက်ရတယ်အောင်ကယုံကြင်တာပဲဒါပေမဲ့လွတ်ထပ်သွားအောင်သူမယုံနိုင်ဘူးအာချင်းမှမမျှတာသူ့တမျက်နှစ်နာလုံးရောသူ့လေပင်တွေရောသူ့ရဲ့နားတွေကိုပါအနမ်းခံလိုက်ရတယ်သူ့နောက်ကတကားကလည်းပိတ်နေပြီအောင်ကအားကုန်အော်ရော်တာပေါ့ ။အော်တော့အောင်ပဆက်ပေါ်ကနှစ်ခန်းအထူကြီးတစ်ခုနဲ့အတင့်လာဖိထားတယ်။လက်တွေကိုလည်းနှစ်ဖက်စလုံးချုပ်ထားပြီးနန်းနန်းဆောဆောရှိလာတဲ့အဝတ်စုံနဲ့အောင်ပဆက်ကိုစီးလိုက်တယ်။အောင်ဘလို့မှယုံလို့မရတော့ပါဘူး။အောင်ကယုံကန်ပြီးမှဘာမှဖြစ်မလာပါဘူး။သူ့ဘလောက်အင်ကြီးကလေးကကျဲသီးတွေပြုတ်ကုန်ပြီ။ပစံအင်ကလေးကိုအောက်ကတတိယရတယ်ခုနေအောက်ကိုကြာသွားရောပေါ့ သူ့ဘဝနစ်ပြီဆိုတော့အောင်တိလိုက်ပါပြီ။ဒါကြောင့်အာရှိသမျှစန့်ကျင်ပါတယ်။နို့ဝိမဲ့ချုပ်ကင်မှုကပိုတင်းလာတော့သူ့လက်တွေသာနာလာတယ်။လူကတော့မလွတ်တော့မယုံပါနဲ့အချစ်ရလို့သူကပြောသေးတယ်။အောင်ကပစက်စီးထားတဲ့အဝတ်ကို ဖဲဖို့ကြိုးစားတာလည်းမရဘူး။ဒီလူကအောင်စီကိုထက်ကက်လာပြန်ရော။အောင်ကကြောက်ပြီးအဝတ်စုပ်ကိုအတင်းဆွဲဖယ်တော့ကျွတ်သွားရော။ ကျွတ်တာနဲ့တပြိုင်နဲ့ကဲတော်မူကြပါကဲတော်မူကြပါကဲတော်မူကြပါလို့အောင်ကကုန်းတော်တာပေါ့ဟိုကောင်လန့်ပြီးထခုံရောအောင်ကလွတ်တာနဲ့လက်သေးနဲ့ကုတ်ရိုက်ပုတ်နေတော့တကားပွင့်လာတယ်ကဲကြပါရှင်ကဲကြပါရှင်လို့ထပ်ော်ပြီးအိတ်စင်ပေါ်ကနေထပြီးထမိန်ကိုဆွဲဝတ်ပြီးအခန်းထဲအတင်ထွက်ပြေးပါတယ် အလင်းရောင်နည်းနည်းရှိလာပါပြီကားတွေလည်းတွာလာစားပြုတ်ပါပြီကောင်မလေးမရင်ချင်းခံရတယ်အဲ့ဒီပလေးကိုဖမ်းထားလိုက်ကြကောင်မလေးကိုဒီကောင်မရင်ချင်းသွားတာလို့တယောက်ယောက်ရဲ့အော်တန်ကြားပြီးအောင်လဲမင်းလဲသွားတော့တယ်သူတတိယလာတော့လင်းလင်းချင်းချင်းဖြစ်နေပါပြီသူဘေးမှာလူတွေဝိုင်းလို့သူ့ကိုမဟာတရားလုတ်တဲ့လူကိုတော့ဘက်စကားသမားတွေကဝိုင်းဖမ်းထားကြပြီး အောင်ပစက်ကိုစီးခဲ့တဲ့အဝိဆုံနဲ့ပဲသူ့လက်နှစ်ဖက်ကိုခြိထားတာတွေ့ရတယ်။အောင်ကတော့ရှက်လွန်းလို့ခေါင်းမဖော်ဝင်တော့ဘူး။အဲ့ဒီချိန်မှာသူ့ဦးလေးကားမောင်းတမကြီးကသူ့ရှေ့အဝင်လာပြီ။အောင်နင်ဘာဖြစ်တလဲလို့မေးပါတယ်။အောင်ကဘာမှပြန်မဖြစ်နိုင်ဘူး။ခေါင်းငုံပြီးငိုတာပဲ။တခြားလူကအဲ့ဒီကောင်မောဒီယုံထဲမှာသူ့ကိုမရင်းကျင်တာလို့ပြောပြနေပါတယ်။အောင်ကိုဂတ်တဲခေါ်သွားကြပါလေ။ ဦးလေးကတော့အောင့်မေကိုတွားခေါ်ပါတယ်။ကိုင်းနဲ့ခြံစုံကအောင့်နဲ့အဖော်လုပ်ပြီးဂက်ကိုလိုက်လာကြတယ်။တာဝင်းရှိပလိယာရှိအောင့်ကိုမေးတာစစ်တာအသေးစိတ်မှုအောက်ခမဂတဲ့ရောက်မှပို့ပြီးတော့ရှက်ခွဲရပါသေးတယ်။အတော်လေးနေတော့ဦးလေးကအောင့်ရဲ့အမေကိုခေါ်ပြီးဂက်ကိုလိုက်လာတယ်။အမေကဖြူပဲဖြူအောင်နဲ့ကြောက်လန့်နေရှာတယ်။အောင်ကသူ့အမေတိတ်နေမကောင်းတာကိုသိပါတယ်။ သူ့အမေလက်ကိုဖမ်းဆွဲလိုက်တော့ကိုကပူနေတာပဲအတော်ကအေးတို့ဘာလုပ်ကြမလဲဒီကောင်ကိုတရားဆွဲမလားရောကြီးတောင်းမလားလို့မေးတော့ဟိုအကောင်ဝမ်းဖမ်းပြတဲ့အထဲကကားဒရိုင်မာတယောက်ကဒီလိုမျိုးပလိမျိုးကိုမလို့ချင်မှုအောင်ရင်အောင်တရားဆွဲကွာလို့ဝင်ပြောပါတယ်ဟိုကောင်ကတော့ကျွန်တော်ဘန်9000ရောကြီးပေးပါမယ်ကြေးပေးပါတယ်အောင်ကစဉ်းစားပါတယ် အမေအတွက်ဆေးဖို့လိုတယ်။သူ့ပတ်စံလဲဘယ်ပြောင်းမှမသိတော့။ဦးလေးကပလိန်ယုံကလေးတဲ့ကိုသွားပြန်ပြီးဝင်ရှာသေးတယ်။ဒါပေမဲ့အောက်ပတ်စံအင်ကလေးကတော့ရှာမတွေ့တော့။သူ့မောင်ကလေးကလည်းဖနက်စည်းစရာမရှိလို့မြှို့နေရှာရော့မယ်။သူ့လိုချင်တဲ့ဘလောက်လှလှလေးလို့အောင်ဘာပြန်ပြောရမှမသိလို့ဖြားနေတဲ့သူ့မိကိုလှမ်းကြည့်လိုက်ပါတယ်။ပြီးမှ ဘန်9000ပဲယူရမယ်လို့ဖြေလိုက်တယ်။အောင်ဟာမျက်ရည်မစင်နိုင်ဘူး။အသေးနားလိုက်တာလည်းအလွန်ပဲ။လူလဲစုံလို့ပြက်လို့အရှက်ကွဲလိုက်တာလည်းကုန်းကိုက်စရာမကြံတလား။ဒီလိုဆုံးဖြတ်လိုက်တာ तू မှန်မှမှန်ရလားဆိုလည်း तू မသိဘူး။ဒါမဲ့ပက်ဆန်ကသူ့အဖို့တိတ်လို့အပ်နေတယ်မဟုတ်လား။အောင်ကမျိုးဘက်ကိုတော့တသက်လုံးမလာတော့ဘူးလို့ဆုံးဖြတ်လိုက်ပါပြီ။ အမေဈေးအောင်သွားရင်လေသူကတော့အိမ်မှာပဲနေခဲ့တော့မယ်။သူ့မောင်ကလေးစက်ယုံ သွားတော့လေသူအိမ်မှာပဲနေမှာပဲ။ပွဲတွေလမ်းတွေရှိအောင်တော့မျိုးများတော့ကြောက်ပါပြီလို့အောက်မေ့ပြီ။ဖျားလို့ပူနေတဲ့အမေရင်ခွင်ကိုမျက်နှာအပ်ပြီးအာရပါရငိုလို့မဆုံးဖြစ်နေပါတော့တယ်။ထိုင်းစာရေးဆရာဝါရန်ကီရေးသားတဲ့ AWN ဆိုတဲ့ဝတ္ထုရိုးကလေးကိုရာစာဒဣတရာတေနက အင်္ဂလိပ်လိုဘာသာ ပြန်ထားတာဖြစ်ပါသည်တာရမဂဇင်းဖေဗူဝါရီ1988အပိနာဆင်ပြခဲ့ကြတဲ့တူးချင်းတယောက်ချင်းစီတော်ဂျေစုအာကြီးအမြကြီးပဲတင်ပါတယ်နော် အလုံးကိုရစိတ်ပါကျမ်းမှချမ်းသာအင်းချမ်းပျော်ရွှင်ပြီးဘေးရန်အနေအပေါင်းတွေကလည်းကင်းဝေးကြပါစေနော်